အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကားမှဆမှုရိပ်အောင်ပါအားလုံးနေကောင်းကြမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တယ်မိသားစုအိမ်တူအိမ်သားအရောက်စီတိုင်းကို ထော်ရဘုရားကောင်းကြီးပေးဖို့၊ကွယ်ကဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ ဖျားနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တသားထဲမှာခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားတခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ Shalom အလုံးပေါ်မှာသာရဖျားထံမှာလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ ဘုရားခင်ရဲ့ဂျေဇူးတော်တက်တဲ့ကြောင့်2025ခုနှစ်ရဲ့အောက်တိုဘာလတတိယရက်နေ့ကို ရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြဖို့ဆောင်တော်မူသောဘုရားခင်ရဲ့ဂျေဇူးတော်ပေါင်းကိုချီးမွမ်းပါလေ။ဂျေဇူးတော်မနဲ့ခင်ဖြစ်တယ်။ဒီနေ့မနဲ့မှာကျွန်တော်တို့အတူတကွဆင်ခြင်ခွာယူရမယ့်ကျမ်းပိုက်ကတော့ရှမတဲခရစ်ဝင်ခန်းကြီး78ပိုက်ငယ်16ကနေ20အထိဖြစ်ပါလေ။တပံကားဆိုဒီကမြေကြီးပေါ်မှာတင်တို့တွင်၂ယောက်တို့ဒီတဘောချင်းတူလျက်ဆူတောင်းလျင် တောင်းတမျှတော်ဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမဲတော်သည်ပေးတော်မူလည်းသက်အကြောင်းမူကားအခြေအရ၌လူနှစ်ဦးတုံးဦးတို့သည်ငါ၏နာမကိုထောက်၍စီဝေးကြိုက်ထိုအရ၌သူတို့အလယ်မှာငါရှိသည်ဟုမိန့်တော်မူ၏ဘုရားကရဲ့နာမတော်ကိုထောက်ထားပြီးစီဝေးတဲ့အရမှာဘုရားကအသူရှိခြင်းသက်သေမြင်ရမယ်တင်းတို့တွင်နယောက်တို့တွင်တဘောချင်းသူလျက်ဆူတောင်းလျက်တောင်းတမျှတော်ဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသော ငါဤခမဲတော်သည်ပေးတော်မူလက်တ်ဖျားခင်သားကြောင်းပေးမယ်ဘယ်အချိန်လဲသဘောတူပြီးတော့ဆုတောင်းတဲ့အချိန်ဖြစ်တယ်မြမနိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူကမ္ဘာကပ်ယောဂဘေးတွေကြုံတွေ့ရတယ်တဘာဝဘေးအန္တရာယ်ဖြစ်တဲ့ရေကြီးခြင်းငလျင်လှုပ်ခြင်းမျိုးမျိုးကြုံတွေ့ရတဲ့ခါမှာမြမပြည်သူပြည်သားများအနေနဲ့ခက်ခဲကြက်သီးတဲ့ကာလဖြစ်ပါတယ်ဆိုးရွားတဲ့ဒီလိုအခြေအနေတွေကိုဖျက်သိမ်းရတဲ့ခါမှာယုံကြည်သူတွေသဘောတူပြီးဆုတောင်းဖို့ဖြစ်တယ် တဦးနဲ့တဦးခရစ်တော်ကိုခံ냐တော်အားဖြင့်သဘောချင်းတူ၍ဆုတောင်းမှုဖြစ်တယ်။ထိုကဲ့သို့ဆုတောင်းတဲ့အခါမှာတောင်းတမြတော်ဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမဲတော်သည်ပေးတော်မူလသန်လို့ဂတိပေးထားပါရဲ့။မိသားစုတည်းပါစနီးတယ်နဲ့ခင်ပွန်းတဲ့အတူတကွလက်တွဲပြီးဆူတောင်းဖို့လိုတယ်။တဘောတူကြီးလျက်ဆူတောင်းတဲ့အရာကိုဖျားခင်တက်တဲ့ 128ကျိမ်မြောက်သောဆာလံပိုက်ငယ်တစ်မှာထောက်ရပြားသည့်အင်ကိုစောက်တော်မူမူလျင်စောက်တော်သူတို့သည်အချင်းသည်လှုပ်ဆောင်ကြ၏ထောက်ရပြားသည့်မြို့ကိုစောင့်တော်မူမူလျင်ကင်းဆောင်တို့သည်အချင်းသည်စောင့်ကြ၏ဘုရားခင်သည်စောက်တဲ့အင်ထောင်ဖြစ်ပါစေတဘောတူလျက်ဆူတောင်းနေတဲ့နေရာမှာဘုရားခင်အတူပါရှိခြင်းတည်တည်ပြီးတွေ့ရမယ်ယောလာအနာဂတိကျမ်းခန်းကြီးနှစ်ပိုက်ငယ်73မှာအဝတ်ကိုမဆုပ်ပဲနှလုံးကိုဆုပ်လျက် တင်တို့ဤဖျားခင်သာရဖျားထံတော်တို့ပြန်လာကြလော့ချစ်တနာခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍စိတ်ရှိတော်တဘောအလွန်ကြီးစုပြုကျင်တော်တဘောအပြစ်ပေးခြင်းကိုနောင်တရတတ်တော်တဘောရှိတော်မူ၏မိမိရဲ့မိသားစုအိမ်သူအိမ်သားတွေအတွက်တဘော တူပြီးတော့ဆုတောင်းသလိုအမိမြမပြည်အတွက်လည်းနှလုံးကိုဆုပ်ပြီးဆုတောင်းဖို့ဖြစ်ပါတယ်အပြစ်မဲ့တဲ့ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ ပြည်သူပြည်သားတွေများစွာသောလူသားအရင်းမြစ်တွေတေးကျိပျက်စီးကုန်ပြီနေစဉ်ကြားနေရတဲ့သတင်းစကားတွေကိုသင်မြင်ရတဲ့အခါမှာကြားပါများမြင်ပါများလာတဲ့အခါမှာ ဘဒူတွေဘလို့ပဲတိတ်တိတ်မိမိအစဉ်ပြေနေရင်ပြီးရောဆိုတဲ့နှလုံးသားမျိုးမထားပါနဲ့အသက်တွေအားလုံးကိုဖျားခင်တန်ဖိုးထားတယ်နှမျောတယ်တရိတ်ဆန်တွေကိုလည်းဖျားခင်တန်ဖိုးထားတယ်နှမျောတယ်ဖျားဖန်ဆင်းထားတဲ့မြေကြီးအရာခပ်သိမ်းကတန်ဖိုးကြီးမားပါတယ်ဒီအရာတွေအားလုံးအတွက်နှလုံးသားတဲကနေကိုချင်းစာကရုဏာထားပြီးအဝတ်ကိုမဆုပ်ဘဲနှလုံးကိုဆုပ်ပြီးဆုတောင်းပေးကြရအောင် ်သင်ရဲ့ suit down တန်ကိုဖရားခင်နားညောင်းမှာဖြစ်တယ်။ဖရားသခင်တပါတီတာလျင်အရာခတ်သိမ်းကိုတတ်နိုင်တာဖြစ်တယ်။လူအနေနဲ့မလုံနိုင်မတတ်နိုင်မဖြစ်နိုင်တဲ့အရာကိုဖရားကိုပြောပြကြရအောင်။ပြီးတော်ကိုချမ်းသာပေးဖို့နှလုံးသားသွန်းလောင်းပြီးတော့ suit down ကြရအောင်။ ဒီကာလမှာအဖေအမေခေါ်စရာမရှိတော့တဲ့လူမမဲကလေးငယ်လေးတွေများစွာရှိလာခဲ့ပြီအလေးနဲ့ထားပြီးစဉ်းစားကြည့်ပါနှစ်နှစ်သုံးနှစ်အရွယ်ကလေးငယ်လေးတွေကမနက်ခင်းအိပ်ရာနိုးတဲ့အခါမှာအဖေအမေဆိုပြီးတော့သူတို့ရှာမှာဖြစ်တယ်ဒီလိုပဲညအိပ်တဲ့ချိန်မှာလဲမိဘတွေရှိခဲ့မယ်ဆိုရင်မိဘတွေကချော့သိမ့်ပြီးသူတို့အိပ်ပျော်ရမှာဖြစ်တယ်တိုးတော့စစ်မဲ့ရဲ့ဒဏ်တွေကြောင့်ရုတ်တရက်မိဘတွေမရှိတော့တဲ့အခါမှာဒီကလေးငယ်လေးတွေရဲ့နှလုံးသားကဘလောက်တောင်ကြိုးပဲ့ကြေပွားနေမလဲ ဒဏ်ရာများစွာနဲ့သူတို့ချီးပြင်းလာခဲ့ရမှာဖြစ်တယ်။ဒါကြောင့်အမိမြေအတွက်ကလေးငယ်လေးတွေအတွက်နှလုံးသားသွန်းလောင်းပြီးတော့ဆူတောင်းဖို့ဖြစ်တယ်။ ပြည်တော်ကိုချမ်းသာပေးဖို့နှလုံးသားသွန်းလောင်းပြီးဆုတောင်းတော်သူများဖြစ်ကြရအောင်။ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရစေ။အားလုံးကိုဘုရားခင်ထူးကောင်းကြီးပေးပါစေ။ဒီနေ့မနေ့မှာကြော်ညာစရာလေးတစ်ခုရှိပါတယ်။လာမယ့်အောက်တိုဘာလ9ရက်နေ့တနင်္ဂနွေညနေကနေစပြီးအောက်တိုဘာလ9ရက်နေ့အထိကလေးသူငယ်ရက်တို့တမချန်းစာတင်တန်းကို ြုလုံမှာဖြစ်တဲ့အတွက်ချစ်ခင်လေးစားရပါတော့မိဘအုတ်ထင်းသူများတင်ရယ်ကလေးသူငယ်တွေကိုငယ်ရွယ်စဉ်ကလေးဘွားအွယ်ကလေးကနေဖီးဟာစကားနှုတ်ကပတ်တော်တမန်တရားနဲ့မိတ်ဆက်ပေးဖို့ဖြစ်တယ်ယဉ်နီးမြုံတံပေးဖို့ဖြစ်တယ်ဖီးဟာနဲ့သွာလာတတ်တဲ့သူတွေဖြစ်ဖို့တင်တန်းကိုလာရောက်အနံ့ပေးဖို့ရန်အတိပေးနိုးဆိုပါတယ်တာယာပျော်ရွှင်တဲ့နေ့ရက်ဖြစ်ပါစေ

your love. yeah. it say hey. mal.